ဘာလို့လို့နဲ့တက်ကရစ်တစ်ခုကိုကြုံလာဆရာတိတ်မပြောဖြစ်တာဒီနှစ်ပိုင်းထဲမှာနည်းနည်းလေးဆရာတိတ်ပြီးရှော့ပြောထားတဲ့နေသားကိုပြောပါဆိုရင်တော့ကြာစာပရိဖြစ်ပါလားအခုတခါတော့ကြာစာပရိသားသမီးမိတ်ဆွေတွေ2025ခုနှစ်မှာကန်ရှင်တွေဘလို့ရှိခဲ့တယ်လဲဒါဖြစ်ရင်2026မှာကန်စတာကောင်းအောင် ဘာတွေကိုကောင်းကောင်းပြုလုပ်တင်တယ်လဲဆိုတာကိုဆရာကပြောပြပြီးမှဖြစ်တဲ့အတွက်ကျစားပရိသတ်သမီးမိတ်ဆွေတို့ဒီမကြခင်မှာဆရာတို့အခုဆိုရင်ဆရာရိုက်နေတာနိုဝင်ဘာလာလေလောက်ဆိုတော့မိတ်ဆွေတို့အနေနဲ့မကြခင်မှာခရစ်တော်ကိုရွေးအစွဲပြုပြီးရွေးဆွဲတာတဲ့ပြက်ကရင်တစ်ခုကိုပုံလို့2026ကိုပြက်ကရင်တစ်ခုကိုရောက်ရှိတော်မယ်အဲ့တော့ကျစားပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့2026ခုနှစ်တည်းမှာမိတ်ဆွေတို့ရဲ့ကန်ဆာတာအခြေအနေဘယ်လိုရှိခဲ့တယ်လဲဆိုတာကိုဆရာကိုမှတ်မိပါအောင် ဘာမှမပြောမိမှာဆရာငင်နားမှာ2026ခုနှစ်အတွက်တနစ်စာဟောစတဲ့နေကိုဆရာကြီးမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့အဲမနစ်ကမရတဲ့မိတ်ဆွေများအဲကြီးဆရာကြီးကျွန်တော်မနစ်ကမရလိုက်လို့ပါဆရာမနစ်ကအားလုံးလူစိတ်မရေးပြလိုက်ရတဲ့အတွက်2026ခုနှစ်ဆရာတကြံကြရင်တော့ဆရာတနစ်စာဟောစတဲ့နေကိုတော့မပြောတော့ဘူးမရေးတော့ဘူးအခုဆရာနားဆရာလဲမန္တလေးရောအခုဆိုဆောင်ဆရာနေပြီးတော့ရောက်နေဆိုတော့လေ အဲ့တော့အဲဆရာဗမာခုနှစ်တက်ကြွေကိုတော့တနစ်စာမရေးပြီးတော့ဘူးမိတ်ဆွေတို့အတွက်ကိုဆရာဗီဒီယိုနဲ့ပဲအများစုကို equilibrium ကြကြရိုက်တင်ပြီးတော့မယ်ပြီးတော့တကြံအတွက် hostel နေလဲဆရာရရအောင်မှာဖြစ်တဲ့အတွက်အဲ2026မှာတော့တနစ်စာ hostel နေကိုဆရာအမနစ်ကမရတဲ့မိတ်ဆွေများအတွက်ကိုပို့ပြီးအပြုရေးပေးပါမယ်အဲ hostel ကတော့ပုံမှန်တိုင်းမှာပဲ9000ကျပ်ပါခင်ဗျအဲဒါအပြင်ဆရာကလလိုက်ရောင်းနေကျိုးချောင်းရမယ့်အရာတွေဘာညာတွေအားလုံးအစုံအပြည့်စုံပါတဲ့ပြင်ကိုမိတ်ဆွေတို့ရဲ့တူးတကျင်းစီရဲ့ဇာတာကိုဆရာတေချာကိုတွတ်စစ်စစ်ပြီးတော့ အဲတေချာကိုဆရာကအဲ့ဒါတော့တကူကတော့ကျွန်တော်ဝိကြေတန်းကြီးနိုင်တဲ့ဆရာမဟုတ်ကြောင်းနဲ့မိတ်ဆွေတို့အားလုံးမရရင်တော့ဆရာတက်နိုင်ဆုံးတော့ရအောင်ကြီးပြီးမယ်ဆိုတဲ့အကြောင်းနဲ့မနေ့ကမရလိုက်တဲ့မိတ်ဆွေများကြိုတင်ပြီးတော့စာရင်းပေးလို့ရပြီဆိုတဲ့အကြောင်းနဲ့ဖုန်းနံပါတ်0939293416ဟိုကအဲ Telegram Viber နံပါတ်9635052နှစ်မှာပြောကြောင်းနဲ့ကဲအခုတခါတော့ကြာစာပေးကိုစားလိုက်ရ2020ခုနှစ်ထဲမှာကြာစာပေးသားသမီးမိတ်ဆွေတို့မပြောမိမှာ လက်ရှိ2025ခုနှစ်ထဲမှာဆိုရင်ကျသပရိသတ်မိမိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုဒီတစ်နှစ်ကအဆိုးပင်ဖြစ်စေအကောင်းပင်ဖြစ်စေကိုကိုတိုင်းကိုကိုကိုတုံးတက်ပြီးတော့ကိုရဲ့အမားတွေကိုရဲ့အလွဲတွေကိုရဲ့အဆိုးတွေကိုရဲ့အငံ့တွေကိုပြန်ပြီးတော့ပြုပြင်ပြီးတော့ကောင်းအောင်ကြိုးစားလိမ့်မယ်ဘာကိုမဆိုအစကနေ restart ပြန်စတင်တင်တယ်ငါတို့ပြန်ပြီးတော့ကြိုးစားတင်တယ်ဆိုပြီးတော့အချိန်ယူအားယူနေတာမျိုးတွေများခဲ့ပြီထင်တယ် ထို့ပြင်ကြာစာပရိသတ်မိတ်ဆွေတို့ဒီတနှစ်ထဲမှာဆိုရင်2025ခုနှစ်ထဲမှာဆိုမိတ်ဆွေတို့စူးစားခဲ့သမျှအရာတော့ထင်ခဲ့တယ်ဒါပေမဲ့စိတ်ပန်းလူပန်းစိတ်မောလူမောပြီးလက်ရှိရှင်နေမှာဘာကိုလှုပ်လို့လှောက်ဆောင်အောင်မသိတာမျိုးအပြောင်းလဲတစ်ခုခုနဲ့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောပြီးတော့မောဟပန်းဟနေပြီးတော့အဲတကယ်တမ်းစိတ်သာရှိပြီးတော့ ခွန်အားစိုက်ဖို့အတွက်အင်မတန်အားနှဲနေတာမျိုးလက်ရှိမှာမိတ်ဆွေတို့နဲ့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောပြီးငါအမြန်ကြီးရဲ့လှုပ်ကြိုးစားလှုပ်ခဲ့တာပဲငါအယံကြီးလှုပ်ခဲ့တာပဲဒါပေမဲ့အရာထင်းသင်းသလောက်လဲထင်းခဲ့တယ်သို့တော့ဒီချက်ပို့ပြီးဆက်လှုပ်ရမှာကိုလမ်းပြောင်းနေတာမျိုးသို့မဟုတ်ရင်ဒီချက်ပို့ပြီးဆက်လှုပ်ခြင်းနဲ့စိတ်တွေအာကုန်နေတာမျိုးတွေဖြစ်ပေါ်နေတဲ့စိတ်မျိုးတွေမိတ်ဆွေတို့ကျင်းတည်ဖြစ်ပေါ်နေမှာအသေးချာပဲဖြစ်တယ်သို့တော့နေရာထိုင်ခြင်းပြောင်းလဲဒိသာပြောင်းလဲ သို့မဟုတ်လို့ရှိရင်လူအပြောင်းလဲအပေါင်းအသင်းပြောင်းလဲမေဟစ်ဆွေအပေါင်းအသင်းပြောင်းလဲတွေများစွာကြုံခဲ့မယ့်နှစ်ဖြစ်ခဲ့တဲ့ကာလဖြစ်ပါလေတို့အပြင်အိမ်တွင်းရေးကိစ္စအပွဲစည်းကိစ္စအများကိစ္စပကြီးပပုပေးတင်ပေးတာတင်တဲ့အဆရှိတဲ့လုပ်ငန်းဟောင်းကြီးကိုအစ်စ်ပြန်လဲစူးစမ်း စဉ်းစားရင်ကောင်းမလားဆိုရင်မိတ်ဆွေများတည်ကြပါလေဆရာတို့ဖေဖော်ဝါရီလအတော်တွင်မှာကိုပြီးပြအောင်လုပ်ပါဆရာတို့အခုလက်ရှိဆိုလို့ရှိရင်နိုဝင်ဘာဒီဇင်ဘာဒီဇင်ဘာကနေပြီးတော့ဇန်နဝါရီဖေဖော်ဝါရီလအတွင်မှာမိတ်ဆွေတို့နေရာတစ်အပြောင်းလဲတစ်လုပ်ငန်းတစ်အပြောင်းတစ်မိတ်ဆွေတစ်ဘာကိုမဆိုအစ်စ်ပြောင်းလဲလှုပ်ဆောင်မယ်မိတ်ဆွေများချစ်တို့ဆောင်ရလှုပ်ဆောင်ပါကံရဲ့တိုးတက်မှုနဲ့အထောက်အကူကိုအများကြီးရရှိတတ်တဲ့နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့လာမဲ့ဖေဖော်ဝါရီဆရာတို့ဒီဇင်ဘာ2025ကုန်တဲ့ဒီဇင်ဘာနဲ့ ဇန်နဝါရီဖေဖော်ဝါရီတလားနှစ်လပိုင်းလောက်မှာပြီးပြအောင်ဆုံးဖြတ်ဆောင်ရွက်ပြီးတော့အပြောင်းလဲနဲ့ဆုံးဖြတ်ပြီးတော့အဲ့ဒီနောက်ပိုင်းကျရင်ရှေ့တိုးဆောင်ရွက်ပါလားကိုတစ်ဖြတ်ဖြတ်ပြီးတော့အပနှစ်ကိုနှစ်ရဲ့အစနဲ့အဆုံးသက်လေးတွေမှာမိတ်ဆွေတို့နေနဲ့အပြောင်းလဲနဲ့ကြီးမမရွေးချယ်စရာလေးတွေပေါ်လာလိမ့်မယ်ဆရာတို့ဒီ2025မှာဆိုရင်နိုဝင်ဘာဒီဇင်ဘာ2026မှာဆိုရင်ဇန်နဝါရီဖေဖော်ဝါရီလမှာအရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ တူတဲ့တယောက်တည်းရုံးကန်ရတာမျိုးတွေနေရာတိုင်းကအပြောင်းလဲတွေလုပ်ငန်းအပြောင်းလဲတွေထင်ပေါ်မှုတွေကြော်စောမှုတွေအားသာမှုတွေအရာရာကိုအပြောင်းလဲနဲ့ဆန့်ကျင်ဘက်တွေကိုတေချာကိုရွေးချယ်ပြီးတော့ဆုံးဖြတ်ရမယ်နှစ်ဖြစ်မှာအတေချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့2025ခုနှစ်ရဲ့စိုးခြင်းကောင်းခြင်း2025ရဲ့အကုံရဲ့အဆိုးအကောင်းဟာမိတ်ဆွေတို့ရဲ့2026ကိုတိုက်ရောက်မှာဂျိမ့်တည်တဲ့နှစ်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ဒီလိုအဆိုးအညံ့တွေကို ံကောင်းမှုတွေရရှိအောင်လို့2025ရဲ့အကုံကနီးမှာကောင်းတဲ့အရာမစိုးတာတွေကိုတခါတည်းလက်ရှိမှာကာလမှာပြီးပြတ်အောင်ဆုံးဖြတ်ဆောင်ရွက်ထားတဲ့နယ်ကာလဖြစ်ပြီးတော့2026ကိုကံကောင်းမှုတွေကောင်းတဲ့အရာတွေကိုမပြီးမပြတ်ပဲခေါ်သွားတာအကြောင်းမဟုတ်ပြင်မဲ့2020ငါခုနှစ်မှာအစိုးရအညံ့တွေကိုမပြီးပြတ်အောင်ဆုံးဖြတ်ခြင်းကြံ့ကြာခြင်းဟန်တားခြင်း ဆုံးဖြတ်မှုတွေဒီလေးဖြစ်နေရင်တော့မိတ်ဆွေတို့2026မှာလဲဒုံရင်ဒုံရင်နဲ့ပဲနှစ်ဝက်လောက်ကိုသွားလိုက်မှာပြေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရအညံ့နေဂျိုးစိုးဂျုံညံ့နေအားလုံးကိုဟိုတင်နှုံးသားနဲ့လှိတဲ့ကဲသူဒါမှမဟုတ်ရင်လဲမိတ်ဆွေတို့နဲ့အပ တ်ဟိုစွန့်ရလို့ပေါ့ဆရာတို့ຫນွေချိုးကိုဓာတ်နဲ့တုံးကနေဖြတ်လိုက်တယ်လို့မျိုးတခါလဲပြက်ပြက်သားသားရဲရဲဝင်းနဲ့ဆုံးဖြတ်ဆောင်ရွက်မှသာ2026မှာတော်ကကြမဲ့နှစ်ဖြစ်ကြောင်းနဲ့2026ရဲ့အစိုးအညံ့တွေကို2025ရဲ့အစိုးအညံ့တွေကိုပြီးပြက်အောင်အဆုံးတတ်ထားတင်ပြီလို့ဆရာကမြင်တယ်ဒါမှသာ2026မှာမိတ်ဆွေတို့အနေနဲ့ဆရာတို့ mass တကူးကြော်လောက်ကစပြီးတော့ခြေတို့ပြီးတော့ကံကောင်းမှုတွေဟာကျင်းတည်ပေါ့ပြည့်ပြည့်ရောဝါရမယ်ဆိုတဲ့အကြောင်းနဲ့နှစ်ရဲ့အစလေးမှာတော့ညံ့ ံချောင်းနဲ့နှစ်ရအဆုံးတက်ကလေးမှာညံချောင်းနဲ့2026ဟာကျသာပတိသားသမီးမိတ်ဆွေများအဖို့အစနဲ့အဆုံးတက်ကလေးတွေမှာနည်းနည်းလေးမပြီးမပြတ်တဲ့အတိတ်ရအနာရဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေလောက်ခဲ့ပြီးသားအရာတွေရီစားဟောင်းမိတ်ဆွေဟောင်းအပေါင်းသင်းဟောင်းအဆက်ဟောင်းမိသားစုဟောင်းအိမ်တော်ဟောင်းအမှုဟောင်းငွေကြေးဟောင်းအဟောင်းတွေကပြန်ပြီးတော့တက်ရောက်လှိုင်းထားတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပြီးပြအောင်ဆုံးဖြတ်ဆောင်ရွက်ထားတဲ့နှစ်ဖြစ်တာတော့အတိအကျပဲဖြစ်ကြောင်းနဲ့2020 ခုနှစ်ကိုကန်စတာကောင်းစီရန်အတွက်ဆိုရင်တော့ဘာတွေကိုပြုလုပ်တင်တယ်လဲဆိုတဲ့ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ2026မှာကန်စတာကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့လူသုံးမျိုးကိုလူသုံးမျိုးကိုဇီဝိတဒါနကုသိုလ်ပြုလုပ်တင်ပါတယ်ကိုထက်အသက်ကြီးတော်သူကိုနဲ့အသက်ရွယ်တူကိုရှုတ်တဲ့တဲ့သူကိုထက်အသက်နှိမ်ပါပြီးရှုတ်တဲ့တဲ့သူတွေကိုဇီဝိတဒါနအဲ လေပြုတ်လောက်လိုက်တာမျိုးသို့မဟုတ်လို့ရှိရင်စေဝါလူတန်းနာမျိုးကုသိုလ်လေးငွေကြီးလေးတတ်နိုင်တဲ့လောက်စေဘဝါပါလေးဒါကတော့စေဘဝါကလေးပါဆိုပြီးတော့မိမိတို့တတ်နိုင်တဲ့လောက်လေးတွေလူသုံးမျိုးကိုတစ်ခါလွင်သုံးမျိုးကိုစခွဲပြီးတော့မိမိတတ်နိုင်တဲ့အတိုင်းတာလေးနဲ့လူလိုက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကန်ဆာတာတိုးတက်မှုနဲ့ကောင်းမွန်မှုတွေဂျာစာပရိသတ်သမီးတွေရရှိမှာအသေးစားပဲဖြစ်ကြောင်းနဲ့မိတ်ဆွေဂျာစာပရိသတ်သမီးတွေဟာ2026မှာ 2025မှာပြည်လျန်နိုင်ခဲ့သမျှ2026မှာမပြီးမပြတ်ဖြစ်ခဲ့သမျှ2025မှာမပြီးမပြတ်ဖြစ်ခဲ့သမျှ2025မှာထင်ပေါ်ခဲ့သမျှ2025မှာအလီလိုက်ခဲ့သမျှ2026မှာရဲရဲကြီးစူးစမ်းဆုံးဖြတ်ဆောင်ရွက်ရမယ်နှစ်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့အစနဲ့အဆုံးသက်ကလေးတွေမှာနှစ်ရအစတလားနှစ်လားနဲ့နောက်ဆုံးဆရာတို့နိုဝင်ဘာဒီဇင်ဘာမှာနည်းနည်းလေးကန်စတာရဲ့ ဆရာတင်းနဲ့မြန်မာပြည်ရဲ့စာတာအခြေအနေကလည်းဆရာတိကျတော့မကြည့်ရသေးဘူး။နှစ်ဆောင်၂၆မှာ၁၇လပိုင်းနဲ့၁၂လပိုင်းလောက်မှာကန်စာတာရဲ့တဟုန်တို့အတိုင်းမြေစာတာကြီးကလည်းအကောင်းဘက်ကိုလုံးဝ အဆိုးတွေကနေလွတ်မြောက်ပြီးအကောင့်မှတ်ကိုရောက်ချိလာတော့မှလည်းကျင်းတည်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျစားပရိသတ်သမီးများအနေနဲ့ပြင်ဆင်ထားသင့်ပြီးကံကောင်းမှုတွေအလုံးထပ်တူတူတူပါသွားရအောင်တကူကရှေ့ရောက်နေအောင်ကြိုးစားသင့်တယ်ပြီးတော့နောက်တစ်ခုကလူငယ်တွေလူငယ်တွေဆိုလို့ရှိရင်အရှိရင်နဲ့ပတ်သက်ရင်လည်းပြ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 ဆုံဆုံပြပြဆောင်ရွက်သင့်တော်နှစ်ဖြစ်ပြီးတော့မပြီးမပြတ်မှုတွေဟာမိတ်ဆွေတို့အတွက်ကို2026မှာ စိတ်ညစ်စရာလေးတွေစိတ်ဒုက္ခလေးတွေပေးတတ်သောနှစ်ဖြစ်ကြောင်းနဲ့ပညာရေးကိစ္စဘာသာရေးကိစ္စသင်တန်းကိစ္စတွေကလည်း2026မှာမိတ်ဆွေကြီးစာပရိသတ်သမီးတွေတို့ကတဟုန်တို့ပြန်ပွင့်လာမယ်။တခြားတဲ့2025မှာတော့စာပရိချူအားနေခဲ့တဲ့အတွက်ပညာရေးကိစ္စလေးတွေအဲအတင်ယူမှုအတက်ပညာနဲ့ပတ်သက်တာဒီအိမ်နွေးရေးကိစ္စလေးမှာအဆင်မပြေမှုလေးတွေကြံ့ကြံ့မှုတွေအများကြီးကြုံခဲ့ပြီမဲ့2026မှာအဲ့ဒါတွေအားလုံးကစက်ညစ်ပတ်တဟုန်တို့ပြန်ပွင့်လာမှာတကူးကြော်လောက်ကြံပြန်ပွင့်လာမှာဖြစ်တဲ့အတွက်စာပရိသတ်သမီးမိတ်ဆွေများပညာရေးကိစ္စဘာသာရေးကိစ္စသင်တန်းကိစ္စ ်အဖွဲ့အစည်းအတတ်ပညာအသိပညာဆိုရှယ်မီဒီယာပကြီးပပုပေးတင်ပေးတာစံကြံသရုပ်ဆောင်အမှုပညာတခုမှနဲ့ပတ်သက်ဘာကိုမဆိုရှစ်တိုးလှုပ်ဆောင်ရန်အတွက်တော့မိမိရဲ့ယူရချက်တွေကိုအိမ်မက်တွေ dream to can to အိမ်မက်တွေနောက်ကို live တင်တဲ့နှစ်ဖြစ်တဲ့အတွက်ဂျာစာပရိသတ်ရှင်မိတ်ဆွေများအနေနဲ့တကူလောက်ကြော်ရင်တော့အထူးပျော်ရပြီလို့သာမှတ်ပြီးတော့ဟောတက်ကျိုးရင်လက်ထိုးလော်မယ်ဆိုတဲ့စိတ်နဲ့ပဲအားတင်းထားပါဦးမိတ်ဆွေ2026မှာထင်ပေါ်ခြင်းကြော်စောခြင်းတွေဟာ2025မှာထင်ပေါ်ခြင်းကြော်စောခြင်းတွေဟာ2026အတွက်တော့ အပိသက်စရာနဲ့ရှေ့တူအောင်မြင်မှုနဲ့ကံကောင်းမှုတွေကျင်းသေးတယ်ကိုယ့်ရဲ့အမိနာမခံပြီးတော့အိတ်သွန်ဖာမောက်ရောက်ရှိလာမှဖြစ်တဲ့အတွက်အားတင်းထားပါလက်ရှိကာလမှာတော်တိယော်တိကလေးတာငင်းငင်းကလေးနေပါတကူးကြော်ရင်အတူပြောရပြီလို့ပြောရင်းနဲ့တောက်ကြတွေတော့ကိုအရောက်သွားကြရအောင်